စတုမဟာရာဇနတ်လောကနတ်နတ်လူရိုရေကနတ်အကျေရှင်းပြစတုမဟာရာဇနတ်ချမတကဒေဗစတုမဟာရာဇနတ်ဘုံဆိုတာကဗုဒ္ဓဘာသာတွင် ဖော်ပြထားသောကာမဘုံကာမတက်ရဲ့နေဆုံးနတ်ဘုံဖြစ်ပါတယ်ဒီနတ်ဘုံမှာနေထိုင်ကြသူတွေကို လောကနတ်နတ်လူလို့လည်းခေါ်တတ်ကြပါတယ်စတုမဟာရာဇနတ်ဘုံချမတကဟေဗန်အကြောင်းအရာအထိပ္ပယ်စတုလေး မဟာရာဇမဟာဘယင်များစတုမဟာရာဇနတ်မဟာနတ်ဘယင်၄ပါး၏နတ်ပုံဤနတ်ပုံတွင် နေထိုင်ကြသူတွေဟာလောကနတ်မနုတနတ်ဟု လူထုထဲတွင် ခေါ်တတ်ကြပြီးအ धिक အားဖြင့်ကမကောင်းကြောင့်မမြင်ရပေမဲ့လူကဘာနှင့်နီးဆက်သောနတ်ပုံတစ်ခုဖြစ်ပါတယ်။မဟာနတ်ဘယင်၄ပါးဒီနတ်ပုံကိုအုတ်ချုပ်သူတွေမှာမဟာနတ်ဘယင်၄ပါးရှိပါတယ်။ နတ်ဘရင်အမီအုတ်ချုပ်ရဘက်တာဝန်လက်အောက်ကနတ်များဒဝမတာနနတ်ဒဒရတာအရှိဘက်ဗလာဟင်နတ်များပြမာနတ်နဲ့မိမိသားငယ်တို့ဝိတခနတ်ဗရဟခတောင်ဘက်နဂါမင်းများနဂါမျိုးများဝိယုပခနတ်ဗဖခအနောက်ဘက်ဗလာဟင်နတ်များနတ်တကရိအချို့ဝိတဝနတ်ဗဆာဗကေဗရာမြောက်ဘက်ယခနတ်များဂျိုများဓမ္မဆွဲလက်ခံသူအခြားနတ်လူများနတ်တက်ဖွဲ့ ယောခန်နဲ့ဗလာဟင်နဲ့ယခနဲ့ပြမာနဲ့အချို့တချို့နဲ့များသည် လူသားတဦးဦး၏ဘာဝနာရင်းဖြစ်၍လူသွားလူလာဒေသများမြို့နယ်အနားတောင်တန်းအနားတွင် နေထိုင်ကြသည် လူသားတွေအပေါ်တန်တရာဖြစ်စေသောတဘာဝလွန်ဖြစ်ရများတချို့မှာလည်းစတုမဟာရာဇနက်များနှင့်ဆက်ဆက်ကြောင်းယုံကြည်မှုရှိသည်နေထိုင်ကာလအေခဖိုင်ဘာတုညစတုမဟာရာဇနက်ပုံမှ နတ်တပါးဤအသက်ကာလမှာ တနေ့တညလူကဘာ90နှစ်နတ်ပုံတပသုံးညလူကဘာ900နှစ်ဒါကလူသားတွေတဲကအကောင်းဆုံးဝတ်ပြုသောသူတွေကတင်ရောက်နိုင်တဲ့နတ်ပုံဖြစ်ပါတယ်ဘသူတွေရောက်နိုင်လဲပူဇော်ကောင်းတန်ဃာကို ထောက်ခံတဲ့တော်ဝါကိုမကောင်းမှုမှကင်းကင်းဖြစ်ကဲတင်တတ်သူတတာကောင်းတီလာပြည့်ဥပဋ္ဌံလို့သူယဟန္တာဖျားများယဟန္တာသားနောင်ဘဝတွင် သွားနိုင်သူသုံးသက်ချက် စတုမဟာရာဇနတ်ပုံသည် လူကဘာနှင့်နီးစပ်သည့်နတ်ပုံဖြစ်ပြီးကမကောင်းကြောင်ရောက်တတ်သည်တဘာဝနှင့်ပတ်သက်သောမြင်မမြင်တဘာဝလုံဖြစ်ရများကို တခါတလေသူတို့နှင့်ချိတ်ဆက်ကြတတ်သည်လိုလျင်စတုမဟာရာဇနတ်တွင်ပါဝင်တနတ်ပုဂ္ဂိုလ်များသူတို့နှင့်သက်ဆိုင်သောဇလန်းများ ဥပမာနတ်နှင့်ယဟန္တာတို့အကြားဖြစ်ရများကိုလည်းဆက်လက်ရှင်းပြပေးနိုင်ပါသည်